ဇက်စီကလွန်တော့ကောင်းမှုမရှိလို့နယ်သာလန်လူစင်းကနေခြံလက်ခဲ့တယ်လို့ပြောဆိုလာတဲ့ကိုမန်။နယ်သာလန်သင်းပြရော်နယ်ကိုမန်ကမင်းနဲ့တင်းတိုက်စစ်မှုဇက်စီဟာလက်ရှိချိန်မှာသူတို့အတွက်ကစားပေးဖို့လွန်တော့ကောင်းမှုမရှိလို့လူစင်းကနေခြံလက်ခဲ့တယ်လို့ဆိုခဲ့ပါတယ်။တူရကီသင်းနဲ့ကစားခဲ့တဲ့ယူရို2024ပြိုင်ပွဲမှာနယ်သာလန်သင်းတို့ပွဲထွက်ခဲ့တဲ့ဇက်စီဟာဒီနောက်ပိုင်းမှာနယ်သာလန်သင်းရဲ့လူစင်းမှာပုံမှန်ပါဝင်လာခဲ့ပေမယ့်ဒီလာထဲမှာကစားမဲ့စပိန်သင်းနဲ့ UEFA National League Quarter Final ပွဲစဉ်အတွက်ပထမလူစင်းရဲ့မှာတော့ခြံလက်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့နွေရာသီပြောင်းရွှေ့ကာလကဘိုလိုနာတင်းကနေပြောင်းရွှေ့လာခဲ့တဲ့ဇက်စီဟာယူနိုက်တက်တင်းမှာပုံမှန်ခြေစွမ်းပြနိုင်မှုရုံးကန်ခဲ့ရပြီးဒီနောက်ပိုင်းမှာမှခြေစွမ်းကောင်းနေပြသနိုင်ခဲ့တာဖြစ်ပါတယ်။ဇက်စီဟာဒီရာသီမှာယူနိုက်တက်တင်းအတွက်ပြိုင်ပွဲစုံ52ပွဲပါဝင်ကစားထားပေမဲ့6-9တာတွင်းယူနိုင်ခဲ့ပြီးဂိုးပန်နီမှုနှစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။နယ်သာလန်တင်းကြီးများရိုနယ်ဂိုးမန်းဟာအင်တာဗျူးတစ်ခုမှာဇက်စီဟာလုံလောက်အောင်ကောင်းမွန်မှုမရှိတဲ့အတွက်သူ့ကိုလူချင်းနဲ့ကိုယူဖို့ထိုက်တန်မှုမရှိဘူးလို့ဆိုခဲ့ပါတယ်။ဒါပေမဲ့ဇက်စီအနေနဲ့မန်ယူနိုက်တက်တင်းမှာခြေစွမ်းကောင်းနေပြသနိုင်နိုင်ရင် လာမယ့်နိုင်ငံတကာပွဲစဉ်တွေအတွက်네덜란드အသင်းလူစီရင်မှပြန်လည်ပါဝင်နိုင်မယ်လို့ရော်နယ်ဒိုကိုမန်ကဆိုခဲ့ပါတယ်။ဆက်စီနဲ့အတူမရီနိုနဲ့နောက်ခံလူဒီလေးနဲ့네덜란드လူစီရင်မှမပါဝင်မဲ့ချန်လက်ခံခဲ့ရပါတယ်။ပြီးခဲ့တဲ့နွေရာသီပြောင်းရွှေ့ကာလမှာဘိုင်ယန်မြူးနစ်တင်းကနေရောက်ရှိလာခဲ့တဲ့ဒီလေးဟာမရီနိုတဲ့တင်းမှာပုံမှန်ကစားခွင့်ရနိုင်ပေမဲ့ပြီးခဲ့တဲ့네덜란드တင်းရဲ့ပွဲတွေမှာအမှားယွင်းတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမှားကိုချုပ်ပြတ်တဲ့